မင်္ဂလာပါရှင်ခိတိတရင်ဌာနကနေတရင်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ရန်ကုန်မင်္ဂလာတုံလေးစိတ်ရှော့တိုက်တုံများဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရကြောင်းအခင်းဖြစ်ရာနေရာနည်းတွင်နေထိုင်သည့်တရင်ရင့်မြစ်တအူထံမှသိရပါတယ်ဖြစ်စဉ်မှာယမန်နေ့နိုဝင်ဘာ9ရက်ည9နာရီခွဲအချိန်ခန့်တွင်ရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်တွင်ဖြစ်ပွားခဲ့ကြောင်းအဆိုပါတရင်ရင့်မြစ်မှဆိုပါတယ်အဆိုပါပြစ်ခတ်မှုကိုစီကဘာဝင်းအတွင်မှဖြစ်ခဲ့ခြင်းဖြစ်နိုင်ကြောင်းကနေဦးသတင်းများအရသိရပါတယ် လေစိတ်ကိုရှော့တိုက်တုံးငါးလုံးဖြင့်ဖြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု၎င်းမှဆက်လက်ပြောဆိုထားပါသည်။ရှော့တိုက်တုံးငါးလုံးအနက်တစ်လုံးသည်လေရင်ပြေးလန်းပေါ်ကျရောက်ခဲ့ကြောင်းသိရပြီးမိလောင်မှုဖြစ်ပွားခဲ့ကြောင်းအထက်ပါသတင်းရင်းမြစ်မှဆိုပါသည်။အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင်လေစိတ်ရှိလုံခြုံရေးတပ်ဖွဲ့များမှလည်းပြန်လည်ပြစ်ခတ်မှုများရှိခဲ့ကြောင်း၎င်းမှဆက်လက်ပြောဆိုထားပါသည်။ရန်ကုန်မင်္ဂလာတုံးလေးစိတ်ရှော့တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး VWNE ပံ့ပိုးမှုဖြင့် Liberty Tanda နဲ့ Anonymous Mission Team Alpha အဖွဲ့တို့မှပူးပေါင်း၍နိုဝင်ဘာ9ရက်ည9နာရီ16မိနစ်တွင်မင်္ဂလာတုံးလေတအားရော့တိုက်တုံးခုနှစ်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းအတည်ပြုထုတ်ပြန်ထားသည်ကိုတွေ့ရပါသည်။ရှင်းထုတ်ပြန်ချက်တွင်ရန်ကုန်မင်္ဂလာတုံးလေစိတ်အနီးအနားသို့48နာရီအတွင်းအသွားလာမပြုလုပ်ကြရန်နှင့်ဒလီကောင်တာအတက်အဖြစ်အဆိုပါနေရာသို့ရော့တိုက်တုံးများလည်းထပ်မံရောက်ရှိနိုင်သည့်အတွက်ပြည်သူများအနေဖြင့် လုံးဝမသွားရောက်ကြရန်ဆိုသည့်သတိပေးစာများပါထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရပါသည်။ထိုအနီးနားသို့ပြည်သူများအနေဖြင့်အသွားအလာမလုပ်ကြရန်နှင့်လေစိတ်အဝစစ်တပ်ခိတ်များကိုဖြစ်ခဲ့ရန်အတွက်လည်းတရားခွင်မမများအစဉ်သင့်ရောက်ရှိနေပြီဖြစ်ကြောင်း PDF အဖွဲ့မှသတိပေးချိန်ချောက်ထားသည်ကိုတွေ့ရပါသည်။ပြီးခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်းရန်ကုန်မြို့ပြည်လမ်းရှိစေမိုင်ကုန်းစစ်စေးရိတ်ကိတ်တွင် ရန်ကုန်လေဆိပ်ကိုဖောက်ခွဲမှုပြုလုပ်ရန်လက်လုံမိုင်းများတည်လာသည့်အမျိုးသားနောက်ဦးကိုဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပူသည်ဆက်လက်ပြီးထိုင်းတွင်ပြစ်ဒဏ်ကြခံပြီးသောတရားမဝင်မြန်မာအလုပ်သမား48ဦးကိုဆေးဥစုထံသို့လွှဲပြောင်းလူငယ်များအိမ်ပြန်မရောက်ဖဲစစ်မှုတန်းအဖြစ်စစ်တပ်ကပုံမှန်ခေါ်ယူနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ထိုင်းနိုင်ငံအတွင်းအကြောင်းမျိုးမျိုးနဲ့ပြစ်ဒဏ်ချခံကလူရဲစေးတဲ့မြန်မာလုပ်သား48ဦးကိုမိုးဝင်ပါ9ရက်ကထိုင်းအာဏာပိုင်တွေကစစ်အုပ်စုတပ်ထံ လွှဲပြောင်းပေးခဲ့တယ်လို့ထိုင်းနိုင်ငံရန်နောင်လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ထုတ်ပြန်တဲ့စာရင်းအရသိရပါဗျ။မြန်မာနိုင်ငံသားအမျိုးသား33ဦးအမျိုးသမီး14ဦးစုစုပေါင်း48ဦးကိုထပ်မံလွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့အခုလိုနေရက်ပြန်ပို့မှုက2025ခုနှစ်အတွင်း73ကြိမ်မြောက်ဖြစ်ပြီးအခုနှစ်အတွင်းနေရက်ပြန်ပို့ခံရသူ1809ဦးရှိလာပါပြီ။ မြန်မာနိုင်ငံသို့ပြန်လည်ပို့ဆောင်ခံရတဲ့ပြစ်ဒဏ်ကြခံပြီးသားမြန်မာရွှေ့ပြောင်းအလုပ်သမားတွေကိုစစ်တပ်ကအာဓမစစ်မှုထမ်းစုဆောင်မှုများပြုလုပ်လျက်ရှိကြောင်းထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူတအုပ်ကပြောဆိုပါရယ်။ရှနောင်းဘက်ကပြန်ဖို့ခံရတဲ့အသက်18နှစ်ကနေအသက်35နှစ်အတွင်းလူငယ်တွေဘယ်သူမှအိမ်ပြန်မရောက်ကြပါဘူး။တခါတည်းစစ်မှုထမ်းအခေါ်ခံခဲ့ရပါတယ်။အဲ့ဒါကတော့ကျွန်တော်တို့စီရောက်တဲ့စည်ရင်းတွေရောဤသားစုဘက်ကအကြောင်းကြားတာရောအရာတည်ရတာပါ။ ထိုင်းကလူစုဖမ်းပြီးစစ်တပ်အတွက်စစ်မှုတန်းပြန်ပို့ပေးတယ်လို့တောင်ဖြစ်နေတဲ့ဟုရန်တောင်အခြေစိုက်မြန်မာအလို့သမားအရေးကူညီဆောင်ရွက်ပေးနေသူကရှင်းပြပါတယ်။အခုလိုပြန်ပို့ခံရတဲ့မြန်မာလူသားတွေကစစ်မှုတန်းအကျုံးဝင်တဲ့အသက်အရွယ်ရှိလူငယ်တွေကိုစစ်တင်နှန်းချောင်းကိုပို့ဆောင်ခံခဲ့ရသူတွေရှိတယ်လို့စစ်မှုမထမ်းစေလို့တဲ့မိသားစုဝင်တွေကငွေကြေးများစွာပေးပြီးရွေးထုတ်ရတာတွေလည်းရှိနေတယ်လို့ဒေသခံတွေစီကသိရပါတယ်။အော်တိုဘာလ9ရက်နေ့ကလည်းထိုင်းနိုင်ငံတွင်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့မြန်မာနိုင်ငံသား90ဦးအား ရှင်နောင်းအကောက်ခွန်စိတ်ခံထတာမှတက်စင်မြန်မာနိုင်ငံကော့တောင်ဘက်သို့ပြန်လည်လွှဲပြောင်းခဲ့ပါတယ်။ဆလပီရခိုင်တပ်တော်အေအေမှနာမခဌာနချုပ်သို့ထိုးစစ်ဝင်လာမှုစစ်အာဏာရှင်ရွေးကောက်ပွဲမတိုင်မီပြင်းထန်လာသောစစ်အခြေအနေဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။2025ခုနှစ်အော်တိုဘာလ28ရက်နေ့တွင်ရခိုင်ပြည်နယ်အတွင်းစစ်ရေးအခြေအနေသည်ပုံမမြင့်တက်လာနေပြီး အထူးသဖြင့်မကွေးတိုင်းရှိနာမခနယ်မြေကောက်ခွဲရေးအဖွဲ့ဌာနချုပ်တီရှိရာဘခိုအေဒီယာတို့ရခိုင်တပ်တော် AA အင်အားစုများကထိုးစစ်ဝင်ရောက်လာကြောင်းဒေသခံများနှင့်တပ်နှင့်နှီးဆက်သူတွေထံမှတဆင့်သိရပါတယ်။နာမခသည်စစ်ကောင်စီလက်အောက်ခံလုံခြုံရေးဌာနတစ်ခုဖြစ်ပြီးရွှေကောက်ပွဲပြင်းစင်မှုများအတွက်အထူးကတာဝန်ရှိသူများအဖြစ်အစိုးရသက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းနေကြသည်။ထို့ကြောင့် AA တပ်ဖွဲ့ဤထိုးစစ်လှုပ်ဆောင်မှုကိုရွေးကောက်ပွဲမတိုင်မီစစ်ကောင်စီ၏အာဏာအခြေခံအဖွဲ့အစည်းများကိုချိုးဖောက်ဖျက်ဆီးရန် ရည်ရွယ်ချက်ရှိသည်ဟုစည်ရေးစုံစမ်းသူများကတုံ့သက်ထားကြသည်ဒေတာခန့်များကနာမခယုံအနီးမှာမင်းညပိုင်းကလက်နက်ကြီးတန်တွေမော်တာအုံတန်တွေနဲ့တပြိုင်တည်းမှာလေရင်တန်တွေပါကြာရတဲ့စစ်တပ်ဘက်ကလည်းထုတ်ပြန်ပြစ်ခတ်နေကြတာမြင်ရပါတယ်ဟုပြောပါတယ်ထိုးတိုက်ပွဲသည်ရခိုင်တပ်ဘက်ကလေးကမှစတင်ခဲ့သောရခိုင်တပ်တော်၏စစ်စင်ရေးတစိုက်တစ်ပိုင်းဖြစ်ပြီးနာမခဌာနချုပ်နှင့်ပတ်သက်သည့်ဌာနဆိုင်ရာအဆောက်အုံများကိုလုံးဝလက်လွတ်မပေးရန်အတိအကရည်ရွယ်ထားသည်ဟုဆိုကြသည် ။တဖက်မှာစစ်ကောင်စီဘက်ကလည်းနာမခဌာနချုပ်အနီသို့လေတပ်နှင့်တပ်မတော်အင်အားတချို့ပေးပို့ထားပြီးညအခိုက်အတန့်တိုင်းတွင်လေကြောင်းတိုက်ခိုက်မှုများဇက်တိုက်ပြုလုပ်နေကြောင်းသတင်းများထွက်ပေါ်လာပါသည်။လူတချို့ကလည်းမြို့အပြင်ကိုထွက်ပြေးနေရတဲ့ဟုပြောဆိုပါသည်။မြန်မာနိုင်ငံအတွင်းစစ်အာဏာရှင်အဖွဲ့ကရွှေခေါက်ပွဲပြင်ဆင်နေချိန်တွင်ဘ ਹੁ အာနာအုပ်ချုပ်မှုအဆောက်အုံများကိုတဖက်သက်ထိုးဖောက်မှုများလှုံ့ဆော်နေခြင်းသည်စည်ရေးအမြန်တုံ့ပြန်မှုတစ်ခုအနေနဲ့သာမကနိုင်ငံတကာအမြင်တဲတွင်လည်းစစ်အာဏာရှင်၏တည်မြဲမှုကို တက်တည်မပြနိုင်တော့သည့်အခြေအနေတစ်ခုအဖြစ်သုံးသပ်ခံနေပါတယ်။နာမခဌာနချုပ်အနီးတွင်စစ်တပ်ဘက်မှလက်နက်ကြီးများတပ်ဆင်ထားတော့လေအေအေတပ်ဖွဲ့များကတောင်အုပ်ချင်းများမှလှုပ်ရှားပြီးစစ်အကွာဝေးအနေနဲ့ဝင်တိုက်နေကြောင်းသတင်းများလည်းရရှိပါတယ်။ကြီးတိုက်ပွဲပေါ်မှာရခိုင်ပြည်သူအများကလည်းအစိုးရဘက်အဖွဲ့များထက်အေအေအပေါ်တန်တမန်နဲ့ထောက်ခံမှုပိုများလာနေကြောင်းသတင်းထုတ်ဖော်သူများကပြောကြားပါရယ်။နာမခဌာနချုပ်သည်စစ်အာဏာရှင်၏အခြေခံအဖွဲ့တစ်ခုဖြစ်သည့်အတွက် ထိုနေရာတုတ်တင်ခြင်းကိုအေအေအတွက်စစ်ရေးအရေးကြီးမှုရှိသောအဆင့်အနည်းနဲ့တတ်မှတ်နိုင်ပါတယ်။တိုက်ပွဲများဆက်လက်ဖြစ်ပွားနေချိန်တွင်လည်းစစ်ကောင်စီဘက်ကမြည်သည့်အကြောင်းအရာများထုတ်ပြန်ချက်မထုတ်ပြန်သေးပါ။နာမခဌာနချုပ်အပေါ်ရခိုင်တပ်တော် AAE ထိုးစစ်သည်တာမန်တိုက်ပွဲတစ်ခုမဟုတ်ပါ။၎င်းသည်ရွေးကောက်ပွဲမတိုင်ပြီးစစ်အာဏာရှင်၏စီးမြင်ကြကြအုပ်ချုပ်မှုကိုညှော်မှန်းချက်မဲ့အောင်ဖျက်ဆီးခြင်းဖြစ်တဲ့ကဲ့သို့မြန်မာနိုင်ငံအတွင်စစ်အင်အားအချို့အစားကိုပြန်လည်ပြောင်းလဲသွားစေနိုင်ပြီးတိုက်ပွဲတစ်ခုဖြစ်လာနိုင်ပါတယ်။ ဆက်လက်ပြီးပုံနာကျုံးကိုလေးတက်ဘုံကျဲလို့ကလေးငယ်တွေအပါအဝင် ပြည်သူဆက်တက်ဦးသိဆုံးဟုကနက်ဦးသတင်းရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ပုံနာကျုံးမြို့နယ်ရိုးတရုတ်ကြီးပါကိုဒီနေ့နိုဝင်ဘာ9ရက်နနက်7:00နာရီခန့်မှာစေကောင်စီကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်ချို့အပါအဝင်ဒေသခံပြည်သူဆက်တက်ဦးသိဆုံးခဲ့တယ်လို့ကနက်ဦးသတင်းရရှိပါတယ်။စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပေါင်900ဘုံကျဲတာဖြစ်ပြီးအယက်သားပြည်သူတွေရဲ့နေအိမ်ပေါ်ကြားရောက်ပောက်ကွဲခဲ့တာလို့ရခိုင်ဒေသခံသတင်းရင်းမြစ်ကပြောပါရယ် သတိထားတဲ့ကြားတွေကဘုံလာကြတာအိမ်တွေအဆောက်အုံတွေထိတယ်အခုနေခင်အထိကြားရသလောက်ဆက်တက်ဦးအထိတည်ဆုံနေလို့ရွာကပြောလာတယ်ဗျစေကူနေရသူတွေလည်းရှိတယ်လို့၎င်းကပြောပါတယ်စစ်ကောင်စီကရိုးတရုတ်ကြီးရွာကိုလေးချောင်းကနေဘုံကျဲခဲ့တယ်လို့ဘေးပတ်ဝန်းကျင်ရွာအချို့ကိုလည်းစစ်တွေမျိုးကနေလက်နက်ကြီးနဲ့လှမ်းပစ်လို့ထိခိုက်မှုတွေရှိတယ်လို့ဒေသခံတွေကပြောပါတယ်လေးချောင်းရောလက်နက်ကြီးရောဇက်တိုက်ဖြစ်နေတာနေစရာမရှိကြတော့ဘူးစိတ်ပူတယ်လို့စစ်ပေးလျှောက်နေတဲ့ဒေသခံတအူးကပြောပါတယ် ်ဒီဆုံးသူတွေထိခိုက်ဒဏ်ရာရသူတွေနဲ့ပတ်သက်လို့အသေးစိတ်သတင်းမရရှိသေးပါဘူးအရက်ကတက်တော် AA ကလည်းသတင်းထုတ်ပြန်ထားခြင်းမရှိသေးပါဘူး AA အလုံးစုံထိန်းချုပ်ထားတဲ့မြို့ရွာတွေကိုစစ်ကောင်စီကအောက်တိုဘာ31ရက်မှာစစ်အုပ်ချုပ်ရေးထက်ကျင်ညာပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာပါတယ်အောက်တိုဘာ30ရက်နဲ့31ရက်ကလည်းပုံနာကျွတ်မြို့တွင်တနေရနေရပန်းနီလာကျေးရွာကိုစစ်ကောင်စီကလေကြောင်းခါနေပုံကျဲခဲ့ပါတယ်ပန်းနီလာကျေးရွာကိုပုံကျဲတဲ့ဖြစ်စဉ်မှာ စစ်ပေးဆောင်ပြည်သူ၅ဦးသေဆုံးပြီး၁၀ဦးထပ်မံထဏ်ရာရရှိခဲ့ပါတယ်။အောက်တိုဘာ29ရက်ကနေ31ရက်အထိ3ရက်အတွင်းစစ်ကောင်စီကကြောက်ဖြူ၊ပုံနာကျော်၊ရသေးတောင်နဲ့ပေါတော်မြို့နယ်တွေကိုလေကြောင်း၊ရေကြောင်း၊လက်နက်ကြီး၊ဒရုန်းတွေနဲ့ဖိခတ်တိုက်ခိုက်လို့ကလေးငယ်၃ဦးအပါဝင်၁၂ဦးသေဆုံးပြီး31ဦးထဏ်ရာရရှိခဲ့တယ်လို့ AA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။စစ်ကောင်စီကရှမ်းမြောက်မှာ MNDAA, DNL တို့နဲ့အပြစ်ခတ်ရပ်ပြီးတဲ့နောက် စစ်စင်ရေးနယ်မြေအချို့ကျုံသွားခြင်းကိုအခွင့်ကောင်းယူပြီးလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာတယ်လို့ AA ကအောက်တိုဘာ31ရက်မှာထုတ်ပြန်ပါတယ်။ဒါပြင်စစ်ကောင်စီရဲ့လေကြောင်းရေကြောင်းလက်နက်ကြီးဒရုန်းတိုက်ခိုက်မှုတွေကိုသတိပြုကြဖို့ AA ကတိုက်တွန်းထားပါတယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။